အားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတစ်ခါဖတ်ပြမှာကတော့ဆရာသိပ်ပံမောင်ဝရဲ့အဆောင်မတူလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါကောင်းစဉ်အလုတ်လက်မဲဤခေတ်ဒီအလုတ်လက်မဲ့ပေါ်တော်ခေတ်ကြီးပါတကားအစိုးရအမှုဌာနများ အလုတ်လက်မဲ့ဖြစ်ကြတထေးတိုက်ကြီးတို့တွင်စရေးလုံနေသူများအလုတ်လက်မဲ့ဖြစ်ကြကူလီများ အလုတ်လက်မဲ့ဖြစ်ကြနှင့် ကွာအကြကြီးကြနေကြလေပြီအလုတ်ကန်ရပြီသူတို့ပင်အလုတ်လက်မဲ့ဖြစ်ကြရလျင်အလုတ်မရသေးသောသူတို့အလုတ်ရရန်ကညီမျှခဲရင်ပြီနီဝိဇ္ဇာပွဲရသူတို့ သိပ္ပံပွဲရသူတွေအလုလက်မဲ့ဖြစ်ကုန်ကြပြီးဥပါစာတန်စာမေးပွဲအောင်သူတွေအလုလက်မဲ့ဖြစ်ကုန်ကြပြီးဆယ်တန်းစာမေးပွဲအောင်သူတွေအလုလက်မဲ့ဖြစ်ကုန်ကြပြီးခုနှစ်တန်းအောင်မြင်သူတို့အဖို့ကအသူဆိုပွဲရာရှိတော်အန်နီမြမပြည်ရှိចောင်းပေါင်းများစွာတို့တွင်ပညာသင်ကြားလျက်နေကြသည့် ကောင်းပေါင်းများစွာသောចောင်းသားတို့အဖို့အလောက်ကစင်စား၍ပင်မပေါ်ပြီးဤအလောက်လက်မဲ့ဒီဟုသောပင်လေကျော်တွင်မျောပါ၍နေကြကုန်သောသူတို့အားအဘယ်မေခလာသည်လာ၍ကဲ့တင်ပါအံ့နီအလောက်ရှာရင်ပင်ပျက်စီးနစ်မွန်ကြရတော်မူလော မောင်လူအေးကမိမိတွင် အလောက်လက်ကန်ရှိတော်လဲအလောက်လက်မဲ့ဖြစ်နေကြသောမိတ်ဆွေများ ဆွေမျိုးတော်ဆက်သူများအတွက်အတွေ့တော်ပူပန်မိလေသည်ယနေ့ညနေကုတ်ကိုဝါရွာမှမဲစလီရွာသို့သွားရန်အလို့ငါရန်ကုန်မှလာသောအေယာဝတီမိသိမောကိုမောင်လူအေးစောင့်စား၍နေ၏ လေးနိုင်ထိုးလျင်ပေါ့၍လာလေသည်တင်ပေါ်ဆိုင်သည်နှင့်တပြိုင်နက်ပစ္စည်းများကိုတင်ပြီးလျင်တင်ပေါ်အထက်ထက်ပထမခန်းထဲတွင်ဝင်၍ထိုင်၏ထိုခန်းထဲတွင် အသက်20ခန့်တနာကမာလူလျင်ပြူတယောက်ပါလာလေသည်ဝတ္ထုစာအုပ်တအုပ်ကိုဖတ်၍နေ၏ကိုကိုဝါရွာမှတင်ပေါ်ထွက်လာ၍အတန်ကြာလျင် ထိုလူလျင်ပြူနှင့်မောင်လူအေးတို့စကားပြောစပြုကြလေသည် ထိုထက်အတန်ကလေးပို၍ကြာပြန်လေစကားလက်ဆောင်ကြနေလီကြတော့တည်းသူတို့နှစ်ယောက်ပြောကြကြသောစကားများကိုနားထောင်ကြည့်ကြစမ်းပါ အလုံးလက်မဲ့အကြောင်းဖြစ်ပါသည် မောင်ရင်ဘယ်ကလိုက်လာတယ်ရန်ကုန်ကလိုက်လာပါတယ်ဩចောင်းကိစ္စထင်ပါရဲ့မဟုတ်ပါဘူးအလုံးသွားရှာတာပါပဲရခဲ့ရဲ့လား ဘယ်ရမလဲကျွန်တော်က10တန်းအောင်တာ၄နှစ်ရှိပါပြီအခုတောင်အလုရှာလို့မရသေးဘူးအလုရှာရတဲ့ဇရိတ်လည်းတော်တော်ကုန်ပါပြီအိမ်ကမိဘများလည်းတိတ်ငြီးတာပဲမောင်ရင်လိုချင်တာကဘာအလုမျိုးလဲဘာလုပဲဖြစ်ဖြစ်အလုဆိုရင်ပြီးတာပဲအခုတော့10တန်းအောင်ပြီးအလုမရှိမိဘတွေရဲ့ပစ္စည်းတွေကို ထိုင်စားနေတာတော်တော်ကြာပြီအားလဲနာစရာပဲ လာကဘလောက်ရမှလုံမယ်လို့စိတ်ကူးထားတယ်လေလာကဘလောက်ရရလုံမယ်ခမအကုန်ကုန်ပြောလိုက်မယ်လာကမရရင်တောင်အကူစီရေးကလေးပဲလုံရလုံရကိစ္စမရှိပါဘူးကျွန်တော်မိဘရဲ့ပတ်စံနဲ့စားပြီးလုံမယ်အလုပ်ရှိတယ်ဆိုရင်တော်ပါပြီဇဘိုးလို့ဒူတကာကဆိုတာအခံရဆိုးလွန်းလို့မောင်ရင်လှုပ်သွားရှာတာရန်ကုန်အပြင်ဘယ်မှများသွားရှာသေးတယ်လဲ ရန်ကုန်အပြင်ဘယ်မှာအလုပ်ရနိုင်မှမလဲရန်ကုန်မှာတော့အလုပ်ရှာလို့မရမှဖြစ်တခြားမှာတော့ဝေးပါရောတောရွာများမှာကောအလုပ်သွားရှာသေးသလားဟာမဟုတ်တာတောရွာမှာအလုပ်သွားရှာလို့ဘယ်ရမလဲမောင်ရင်တို့လိုအင်္ဂလိပ်စာတက်မြန်မာစာတက်ကလေးတွေ အတွက်ကြောက်အလုပ်ရှာပေးမယ်လို့မလားအောင်မယ်လှုပ်ရှင်တာဗောဗျာလာကဘလောက်ရရလှုပ်ပါမယ်ကျေးဇူးကိုလည်းမမေ့ပါဘူး လက်ဦးတော့ဖြစ်လာခအစိတ်လောက်ပဲရမယ်။နောင်တော့တစားတစားနေရကြမှာပဲ။အခုလို့တွေ့ရတာကျွန်တော်ကနတ်တကြားမတာပဲလို့ထင်ပါတယ်။ဘာအလုပ်ပါလဲခမညာ။ကြောက်ပြောတဲ့အလုပ်ကပင်လဲမပင်မှန်းဘူး။ဘသူ့ကိုမှလည်းမကြောက်ရဘူး။ကုသိုလ်လည်းရတယ်။သို့ပေမဲ့လှုပ်ချင်တဲ့လူတွေကရှားတယ်။အောင်မယ်ကျွန်တော်လှုပ်ချင်ပါတယ်ခမညာ။အဲ့ဒီအလုပ်ကိုသာပြီးပါ။ဘလောက်ပဲပင်မှန်းတော့လှုပ်ပါမယ်။အလုပ်ကိုသာရပါစီ။ ကောင်းပြီအလုပ်ရပြီလို့သာမှတ်လိုက်ပြီတော့အဲ့ဒီအလုပ်ဟာဘာအလုပ်ဆိုတာမသိရဘူးလားခမညာဆရာအလုပ်မောင်ရင်ရဲ့ဘလောက်ကောင်းတဲ့အလုပ်လဲကျွန်တော်လဲလှုပ်ချင်ပါတယ်အမျိုးသားចောင်းပါလားအစိုးရចောင်းပါလားအဲ့ဒီចောင်းတွေကအလုပ်ဟာတဲမလွယ်လာဘူးလှုပ်ချင်သည်တိုင်အောင်လဲနေရာလက်ရှိမှာမဟုတ်ဘူးဒါဖြစ်ပေမှာဆရာလှုပ်ရမှာလဲ အင်းမဆိုတဲ့ရွာကိုသိသလားသိပါတယ်အဲ့ဒီရွာမှာအင်ဂျီ300လောက်ရှိတယ်ကျောင်းတစ်ကျောင်းမှမရှိဘူးဘုန်းကြီးကျောင်းတော်ဖြစ်တဲ့ကျောင်းရှိရဲ့တို့ပေသည့်အဲ့ဒီကျောင်းမှာကလေးတွေကိုစာမတင်ဘူးတဲ့ဒီရွာမှာရှိကြတဲ့ကလေးတွေဟာကကြီးခခွေကိုပုတ်ကြီးလောက်ရေးပြရင်တော့မသိဘူးတဲ့ဒါကြောင့်ရွာကလူကြီးတွေညီးနေကြတယ်ရွာသူရွာသားတွေစုပြီးကျောင်းတစ်ကျောင်းထောင်ကျင်လို့တဲ့မောင်ရင်နဲ့အခန့်တင်တာပဲ ကျွန်တော်တို့ဆယ်တန်းပညာသင်ထားတာဒီလိုအလုပ်မျိုးနဲ့ကြိုက်ပါမလားမနှုံဘူးလားဘာဖြစ်လို့နှုံရမှာတုံးစည်ရေးလောက်တာတတော့ကောင်းသေးတယ်မောင်ရင်ကဘာအလုပ်မျိုးမဆိုလုပ်မယ်လို့ခုပဲပြောတာမေ့သွားပြီလားဟုတ်တော့ဟုတ်ပါရဲ့ကျွန်တော်ကလာခစားအလုပ်ကိုဆိုတာအခုပြောတဲ့နှုံချချအလုပ်မျိုးကိုဆိုတာမဟုတ်ဘူးအောင်မလေးဟဲ့လူဒီအလုပ်မျိုးကိုနှုံချတယ်လို့ထင်ရင်ဘယ်အလုပ်ကိုလုပ်တော့မလဲចောင်းသားအ ਨੇ ဆုံး90လောက်ရမယ် တယောက်အတွက်တလ9မူပေးမတဲ့တလအစိတ်ဆိုတာတေးကြပေါ့ပေါ့စဘာပေါ်တဲ့အခါငချောက်ငပိပေါ်တဲ့အခါလာပို့ကြအောင်မယ်ဝါဝင်ဝါထွက်ဆိုရင်လဲလာကြတော့ကြအောင်မယ်ပဝါစာလုံခွင်းစားတော့ရမှာပဲတရွာလုံးမှာလဲမောင်ရင်တယောက်ပဲအင်္ဂလိပ်စာတက်ရှိတယ်ဆိုတော့ဘယ်နေရာမှာမဆိုမောင်ရင်ကိုလာတိုင်ပင်ကြရမယ်အရေးအကြောင်းရှိရင်မောင်ရင်ကိုပဲရှောက်လွာတို့ဘာတို့လာအရေးခိုင်းရမယ်မဟုတ်လား အမှုခင်ဖြစ်လာလို့ရှိရင်လဲမောင်ရင်စီလာပြီးနှီးနှောကြရမယ်မောင်ရင်လိုအင်္ဂလိပ်စာတက်တယောက်ရောက်သွားမယ်ဆိုရင်ရွာသူရွာသားတွေမှာလည်းမျက်စိနာပွင့်လင်းလာကြမယ်မဟုတ်လားမောင်ရင်ဩဇာဘလောက်ရှိမယ်ဆိုတာကိုစဉ်းစားကြည့်စမ်းမောင်ရင်ပြောသည်မျှရွာသားတွေလိုက်နာကြရမယ်တလငွေ90ကျပ်ဆိုတာအ ਨੇ ကလေးပေါ့နေရာတကာမှာမောင်ရင်မပါရင်ပြီးမလားဒီရွာမှာနေလို့အနေထားကြသွားရင် အနီးအနားရွာများကမောင်ရင်ထံမှအကြံဉာဏ်လာတောင်းကြရမယ်။ညံပူစော်ကားတွေလည်းရမယ်မဟုတ်လား။ရွာသားတွေအပေါ်မှာဩဇာရှိလာတယ်ဆိုရင် မောင်ရင်စားဖို့တောက်ဖို့ဆိုတာဘယ်ကုံတော့မှလဲ။ရွာမှာနေတယ်ဆိုတော့သုံးဖို့စွဲဖို့ဆိုတာလည်းဘာမှကုံမှာမဟုတ်ဘူး။ဝတ်ဖို့စားဖို့ဆိုတာလည်းမကုံဘူး။ရတဲ့ပတ်စံကိုစုမိအောင်မယ်။အဲ့ဒီစူမီတဲ့ငွေနဲ့လေကလေးဝယ်ဥယင်ကလေးဝယ်နဲ့၄-၅နှစ်အတွင်းမှာမြေပိုင်ရှင်အောင်ဖြစ်နိုင်တယ် ဘလောက်ကောင်းတဲ့အလုပ်လဲရန်ကုန်မှာစည်ရေးသွားလုပ်နေမယ်ဆိုရင်ဘတော်မှလူတလုံးသူတလုံးဖြစ်မှာမဟုတ်ဘူးမောင်ရင်တို့တတွေဟာအမားကိုအမှန်ထင်နေလို့ အလုပ်သွားရှာလို့ဘတော်ရမှာတုံးအလုပ်ရှိမဲ့နေရာမှာတော့မရှာကျင်ကြဘူးအခုပြောပြတာဝမ်းသာစရာပါပဲသဘောပေါက်စရာလည်းကောင်းပါတယ်သို့ပေမဲ့ကျွန်တော်တို့တင်လာတဲ့ပညာနဲ့တော့မကိုက်လာဘူးနောက်ပြီးတော့လည်းတောရွာမှာနေလို့မဖြစ်ဘူးထင်တယ် ဒါကတော့မောင်ရင်သဘောပေါ့မောင်ရင်ကမြို့မှာနေပြီးအလုတ်လက်မဲ့ဖြစ်နေတာကိုကြိုက်ရင်လေအခုပြောတဲ့အလုတ်ကိုမလုံနဲ့ကြကြနနအလုံးနဲ့အကင်နဲ့နေခြင်းလို့ရှိရင်တော့အခုပြောတဲ့အလုတ်ဟာအကောင်းဆုံးပဲမောင်ရင်အခုခက်မှာအလုတ်ရှာနေကြတဲ့လူတွေဟာဇဏကုတ်စစ်တိုက်တာလို့မြို့ကြီးကိုသာအရင်ဝင်ပြီးစီးကြတယ်ရွာသိမ်ရွာငယ်များကိုတော့မေ့နေကြတာပဲ နိုင်ငံသားကလာတဲ့တရုတ်ကလားတွေကတော့မြို့ကြီးများကိုလက်လွတ်ပြီးရွာသိမ်းရွာငယ်များကိုဝင်ပြီးစီးကြတယ်ရွာသိမ်းရွာငယ်တွေကစုဆောင်လို့ငွေတော်တော်ကလေးတောင်းလာတော့မှမြို့ကြီးတွေမှာတက်ပြီးကုံဆိုင်ကြီးတွေကိုဖွင့်ကြတာမောင်ရင်လည်းအသိပါပဲအခုပြောတာတွေကတော့အဟုတ်အမှန်ကြီးပါပဲသို့ပေမဲ့ကျွန်တော်တို့အင်္ဂလိပ်စာသင်ထားတာမခက်နေပြီဘူးလားဘာမဟုတ်တဲ့ကျောင်းဆရာအလုပ်ကလေးကိုသွားလုပ်မယ်ဆိုရင်ရှက်စရာမကောင်းဘူးလား လာပဲလာသေးရဲ့ဘာလို့ရှက်ရမှာလဲဒါဖြစ်အင်္ဂလိပ်စာသင်ရင်အလုတ်လက်မဲ့ဖြစ်ရတော့မယ်ဆိုသလိုကြနေပြီဆရာအလုတ်ထက်ဘာအလုတ်ကမြတ်သေးလို့လဲနေပါဦးခင်ဗျကျွန်တော်တခုမေးပြစီမေးပါမေးပါအဲ့ဒီအကြောင်းကိုအစိုးရကအတိအမှတ်ပြုမတယ်လားဒီစထရိတ်ကောင်စီကကောအထောက်အပံ့ပေးမတယ်လားအစိုးရအတိအမှတ်ပြုချင်ပြုမပြုချင်နေစထရိတ်ကောင်စီကထောက်ပံ့ချင်ပံ့မပံ့ချင်နေ ကိုအလုံရတာသာလူရင်မဟုတ်ဘူးလားကိုလာစဉ်ចောင်းလာခရတာသာလူရင်မဟုတ်ဘူးလားသူတို့ကအတိအမှတ်ပြုရှင်တောင်လွတ်လပ်ခွင့်ကိုထိခိုက်အောင်မယ်ဘယ်သူမှဝင်မလျှောက်ပဲကိုထင်တာကိုသာတင်ကြားရရင် ကိုထင်တယ်လို့နေရရင် အကောင်းဆုံးပဲမဟုတ်လားမောင်ရင်တို့စိတ်ကတဲခတ်တာကို ခတ်တာမဟုတ်ဘူးခမရအစိုးရကအတိမတ်ပြုတဲ့အကြောင်းမှမျက်နာရှိတယ်ဒီစရိတ်ကောင်စီကထောက်ပံ့တဲ့အကြောင်းမှလူယူသေးတယ် မောင်ရင်တယောက်လည်းခတ်တော့တာပဲညနာရှိတာတွေကိုသာလိုက်နေတာကိုအကျိုးရှိမယ်မရှိဘူးဆိုတာကိုတော့မကြည့်ဘူးဒါကြောင့်လဲအင်္ဂလိပ်စာတက်အလုံးလက်မဲ့တွေမြန်မာပြည်မှာများနေတာထင်ပါရဲ့ဒီလိုဖြစ်အင်္ဂလိပ်စာမတက်တာပဲခက်ကောင်းကောင်းအင်္ဂလိပ်စာတက်တာအလုံးလက်မဲ့ဖြစ်အောင်လုပ်တာနဲ့အတူတူပဲမှန်ပါတယ်ဤသို့စကားကောင်းလာရင် သင်မောသည်မဲစလီရွာ၌ဆိုက်ကပ်လေ၏မောင်လူအေးတို့လည်းနှုတ်ဆက်ကြပြီးလျှင်အတီးသည်ဆင်းသွားကြလေတည်းဒီတိတ်ပံမောင်ဝါအခုလိုဆရာကြီးတိတ်ပံမောင်ဝါဤအလုလက်မဲ့ဟူသော ဆောင်းမတို့လေးကို နားဆင်ပေးကြသောခလစ်ကာတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်